မင်္ဂလာပါအခုကြည်နေတဲ့အထဲမှာစနေသားသမီးအင်္ဂါသားသမီးသသာပရိသားသမီးတောက်ကြသားသမီးတွေပါတယ်ဆိုရင်ဒီ post လေးကိုကြည့်ပြအောင်ကြည့်လိုက်ပါမိတ်ဆွေသင်တို့အတွက်2025ဟာအရန်ကကောင်းတဲ့နှစ်တွေကိုဖြတ်တန်းအမှာဖြစ်ပါတယ်ဘယ်အချိန်မှာပိုကံကောင်းမလဲဆိုတော့တကြံပြီး23ရက်နေ့ကနေစပြီးအရန်ကံကောင်းတဲ့နေ့တွေကိုဖြတ်ကျော်အောင်ပါ2025မှာ စနေသားသမီးအင်္ဂါသားသမီးကြာသာရေးသားသမီးတောက်ကြသားသမီးတွေဟာစီးပွားပွင့်တာတွေလက်ချွင်တာတွေနော်ထင်တိုင်းအတိုင်းအောင်မြင်တာတွေမျှော်လင့်ထားတဲ့အရာတွေမျှော်လင့်ချက်တွေဟာစင်ကဲစင်ကဲတိုးပွားပြီးတော့အောင်မြင်လာပါလိမ့်မယ်နော်ဟိုစမ်းမခြင်းနေချမ်းသာခြင်းနေလဲကြုံတွေ့ရမှာပါ ငွေကြေးလက်လာပါတွေဒီလိုနှစ်တွေမှာဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးကိုတင်တော့2025မှာလက်ဝဲပိုင်ပိုင်နိုင်တာပြန်ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့2025ဟာအင်္ဂါစနေစသရီတောက်ချာသားသမီးတွေအတွက်နှစ်လို့ပြောရင်မှားမယ်မထင်ပါဘူးနော်အဲ့တော့အဲ့ဒီနှစ်တွေမှာမိတ်ဆွေတို့ကလုပ်ငန်းတွေကိုတိုးချဲ့ပြီးလုပ်တင်ပါတယ်နော်စက်တူစက်ဖက်အလုပ်တွေဆိုလည်းအဲ့လိုနိမ့်နေနေစက်တူလုပ်တင်ပါတယ်အခြေအိမ်ဆောင်ရေးတွေလည်းအရင်နှစ်တွေမှာခက်ခဲခဲ့တယ်ပူလောင်ခဲ့တယ်ငွေကြေးခဲ့ရတယ်ဆိုရင်အခြေအိမ်ဆောင်ရေးတွေကလည်းအဲ့ဒီနှစ်က ဒီခုလာမယ်2025တင်တို့အရန်ကကောင်းမယ်နှစ်လို့ကျမဟောပြီးကျမရဲ့နော်နောက်တစ်ခုကဘာလို့လို့ချုံးမွေးဖို့ဆိုတဲ့အရာလေးဆိုတော့ကြုံခဲ့တယ်နော်မိတ်ဆွေတို့ကအဲ့ဒီ2025မှာအဲ့လိုအရာလေးတွေကိုကြုံရမှာဖြစ်ပါတယ်ဒါကြောင့်ကံကောင်းခြင်းနေလက်လာပါတဲ့ရွှင်ခြင်းတွေကိုကြုံမှာဖြစ်တဲ့အတွက်မိတ်ဆွေတင်တို့ကိုဖျားလေးပို့ပြီးတော့ဖျားတရားလေးပို့ပြီးလှုပ်စေခြင်းနဲ့နော်ပရီးကိုတစ်ချိန်လုံးစိတ်ခိုင်းနေတာမဟုတ်ပါဘူး ကောင်းတဲ့စိတ်လေးထားပေးပါကောင်းတဲ့မြတ်တာလေးပို့ပေးပါကောင်းတဲ့စိတ်နှလုံးလေးနဲ့အလှူတန်းလေးတွေလုပ်ပေးပါအဲဆိုရင်တင်တို့ရဲ့ကံကောင်းစဉ်နေရာတင်တို့လက်ထဲကိုလောက်ဝဲပမာရရှိမှဖြစ်ပါတယ်ဒီထက်ပိုပြီးကံကောင်းစေခြင်းနဲ့ဆိုရင်တော့ငါကလေးတွေကိုအစာကျွေးပေးပါလမ်းပိခွေးလေးတွေကိုအစာကျွေးပေးပါစီရင်နွားပါတဲ့သူတွေကိုအလှူဒနာလေးလုပ်ပေးပါမြစ်ဆွေတင်ကံကောင်းမှကျင့်သေးပါလိမ့်ရှင်စစ်စစ်တမားလေစမိုင်းမိတ်ဆွေပျော်ရွှင်ခြင်းစက်မှန်ခြင်းချမ်းသာခြင်းအပြည့်ဝရပါစေရှင် ားလုံးမင်္ဂလာပါရှင်ဆရာမ page ကနေပြီးတော့အလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေဆိုတော့ဆရာမအခုပြောပြခြင်းနဲ့ကောင်းရင်ကတော့ဒီ2025အတွင်းမှာချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့ဒါကိုယ့်ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ကံကောင်းလာမယ်နေနိုင်တဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါရှင်အဲပထမဆုံးအနေနဲ့ကတော့အင်္ဂါသတ္တမိတွေဖြစ်ပါတယ်အင်္ဂါသတ္တမိတွေကတော့အခုလက်ရှိအနေထားအရာပေါ့နော်ဒါ ကိုယ့်ရဲ့အလုပ်ကိုင်ကံကြမ်းနဲ့ပတ်သက်ပြီးတော့ဒါတော်လေးကိုမှအဆင်ပြေလာနိုင်နေဆိုတော့အနေအထားမျိုးလေးကြီးမြင်နေဆိုတော့အများစုအင်္ဂါသားသမီးအများစုကကျတော့ကိုယ့်ရဲ့လက်ရှိအလုပ်တွေကပေါ့နော်ဒါကံကောင်းလာနိုင်နေကိုကအင်ချန်မီလုပ်ငန်းကြီးအဲ့လိုမျိုးကားရောင်းလုပ်ငန်းကြီးလုပ်ကိုင်နေသူဖြစ်တယ်ဆိုရင်ဒါအခုဒီ2025ရဲ့မှာတော်လေးကိုမှအကျိုးပေးနိုင်နေပေါ့နော်အဲဒါအပြင်ကိုကကြောက်ရောင်းလုပ်ငန်းကြီးထပ်ပြီးတော့လုပ်ကိုင်မယ်ဆိုရင်လည်းအဆင်ပြေတယ်ဆိုတော့တော်တော်များများကတော့အဲ့လိုမျိုးဒါလုပ်ငန်းကြီးကကိုယ့်ရဲ့အကျိုးပေးလုပ်ငန်းကြီးပေါ့နော်အကယ်လို့ကိုက ရှိဒီအလုပ်ကနေပြီးတော့တခြားအလုပ်တစ်ခုကိုပြောင်းလဲပြီးတော့လုပ်ကင်ခြင်းလေဆိုရင်တော့ဒါဒီနှစ်ထဲမှာပေါ့နော်2025ကတော့ဒါအတင်အတွက်အရင်ကမှကန်ကောင်းနေနေလို့ပြောရမှာပေါ့နော်ဆိုတော့ကိုကကိုယ်လုံးလိုက်တဲ့လုပ်ငန်းတွေကမထင်မှတ်ထားဘဲနဲ့ထပြီးတော့အမြင်နာမျိုးပေါ့နော်အဲ့လိုမျိုးနေကြုံရနိုင်တယ်နော်နောက်နေ့နံတစ်ခုကတော့ဇာတာပရိသတ်သမီးတွေဖြစ်ပါတယ်ဇာတာပရိသတ်သမီးတွေကလည်းဒါမမျှော်လင့်တဲ့အနေအထားတစ်ခုရောက်ရှိနိုင်တယ်ဆိုတော့ကိုယ့်ရဲ့ဒီ အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကန်စားတာကန်ကောင်းတာမျိုးလေးတွေရှိမယ်ဆိုတော့ကိုယ့်ရဲ့အလုတ်ကကြတော့เนาะအရင်ကထက်ကိုမှပဲဒါငွေကြီးပိုင်းမှာကန်ကောင်းလာတာမျိုးလေးတွေဒါမှမဟုတ်ရင်ကိုယ့်ကိုကိုယ့်ရဲ့အထက်လူကြီးကကြည့်လို့ပဲဖြစ်ပါစေပေါ့เนาะကိုယ့်အတွက်မျောလင်းနိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိနိုင်ရင်ဆိုတဲ့အနေအထားမျိုးလေးမြင်တယ်ဆိုတော့အဲဒါအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ story ကိုမှကန်ကောင်းသွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးမြင်တယ် င်ရှင်ဆိုတော့တော်မများကတော့ဒီ2025ထဲမှာအလုပ်ကင်ကန်အရန်ကောင်မကောင်းမယ်စီးပွားရေးကန်အရန်ကောင်းမယ်ကိုယ်လုံးလိုက်တဲ့အလုပ်တွေကအောင်မြင်တဲ့အလုပ်တွေပေါ့နော်ပို့ပြီးတော့မှပေါ့များလာလိမ့်မယ်ပေါ့နော်နောက်နေ့တခုကတော့တောက်ကြတာသမီးဖြစ်ပါတယ်။တောက်ကြတာသမီးကြီးကလေဒါအင်္ဂါတာသမီးကြီးလို့ပြောပဲပေါ့နော်။အလုပ်လုပ်ကင်ပတ်သက်တဲ့ကံကြမ္မာရေးပရိုလီယိုမှာအဆင်ပြေလာနိုင်တယ်။ကိုယ့်ရဲ့လက်ရှိအလုပ်ကဒါအရင်ကထပ်ကူမှာပို့ပြီးတော့မှအဆင်ပြေလာတာမျိုးလေးရှိမယ်။ဆိုတော့ဟိုပြောရမယ်ဆိုရင်တော့ဒါ အရင်ကနေပို့ပြီးတော့ကံကောင်းလာတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်။လူမျိုးကံချမလေးကြောင်းလာနိုင်နေ။တောက်ချာတာသမီးကြီးကတော့ကိုယ်မမျော်လင့်ထားတဲ့အရာကမမျော်လင့်ထားတဲ့အလုပ်ကနေပြီးတော့အဲဒါမတင်ထားတော့အောင်ပေါ့နော်အောင်မြင်တာမျိုးအောင်မြင်မှုတွေရရှိတာမျိုးပေါ့နော်ဒီလိုမျိုးအဲကံတရားလေးတော့ကြောင်ရနိုင်တယ်လို့မြင် တယ်။နောက်ဆုံးနေ့နဲ့တစ်ခုကတော့တနင်္ဂနွေသတ္တမီ sorry စနေသတ္တမီတွေဖြစ်ပါတယ်။စနေသတ္တမီတွေကလည်းဒါပြောရမယ်ဆိုရင်တော့ကိုကဒီ2025ရဲ့မှာအလုပ်ချက်မှုရည်ရထားတယ်ဆိုရင်တော့အလုပ်ကောင်းတစ်ခုနော်ကိုယ့်အတွက်ရည်ရှိမြဲမဲ့အလုပ်တစ်ခုရရှိနိုင်မယ်ဆိုရင်အနေထားမျိုးလေးမြင်ရပါရှင်။ဆောဆမ်မအခုပြောပြသွားတဲ့အကြောင်းအရာကတော့ဒီ2025အတွင်းမှာချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့အလုပ်ကိုင်ကံကြွယ်ကောင်းမွန်လာမယ့်နေ့နဲ့အကြောင်းပြပြပေးသွားတာဖြစ်ပါတယ်။ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကို like and share လုပ်ပေးပါအောင်ရှင်။